ပါပါရှင်ကျမရဲ့နာမည်ကတော့ထူပြဖြစ်ပါတယ်ပေါ့နော်ကျမကတော့ဒီ New South Democracy အဖွဲ့ချုပ်ပါတီရဲ့အာပါတီဝင်တဦးလည်းဖြစ်တယ်ပေါ့နော်2017ကနေစပြီးတော့ကျမကဒီနိုင်ငံရေးပါတီမှာအာပါဝင်ထူချောင်းခဲ့တာဖြစ်တယ်ပြီးတော့မှ2017ကနေကျမပေါ့နော်ဒီနေ့အထိပေါ့ကျမတို့ကကျမနိုင်ငံရေးပါတီမှာပါဝင်ထူချောင်းခဲ့တယ်ပေါ့နော်ထူချောင်းခဲ့ရင်းနဲ့ပါဒီ2020ဖေဖော်ဝါရီလကျက်ရက်နေ့ပေါ့နော်ဒီအကြံဖတ်ဆုံးရှိရဲ့မိတရားဆက်အာဏာသိမ်းမှုတွေကြုံလာတဲ့အခါဒါကလုံးဝ လက်မခံနိုင်တဲ့အနေအထားဖြစ်တယ်။တီတူလူတို့ရဲ့ဒီလက်ပေးထားတယ်ပေါ့နော်။တီတူငယ်တီတူငယ်တွေကိုချင်းတူရှုပြီးတော့မှာပေါ့နော်။လက်နဲ့အာကိုနဲ့ဒါအနိုင်ကျင့်တဲ့လုပ်ရက်တစ်ခုဖြစ်တယ်ပေါ့နော်။ဒါကလုံးဝကျမတို့လက်ခံနိုင်ကြအကြောင်းမရှိတော့မရှိဘူးဆိုတဲ့အကြောင်းကိုကျမတို့အဲလူတို့သိအောင်ပေါ့နော်။ဒိန်းစကားတွေပါတယ်။ပြီးတော့မှလူတို့တွေကိုစီယုံဆုံးဆောင်မှုတွေပြုလုပ်ခဲ့တယ်။ပြောမှာတပိတ်စစ်ကြောင်းနေမှာဆိုရင်ကျမဥဆောင်ပါဝင်ရရပေါ့နော်တပိတ်စစ်ကြောင်းနေခြိတတ်နိုင်မှုအတွက်လည်းကျမတို့အဲတပိတ်ကော်မတီတွေဖွဲ့တယ် အများကြီးပဲပေါ့နော်ကျမတို့တွေဟိုကျမတို့ ਨੇ အဲဒီဒါကိုလက်မခံနိုင်တဲ့ဒီလူတွေကိုကျမစုဆောင်းနေစုဆောင်းပြီးတော့မှတပိတ်ကော်မတီတွေဖွဲ့တယ်တပိတ်လုပ်ငန်းစဉ်တွေကိုတတိချာချာလေးကျမတို့စနစ်တကျလှုပ်ဆောင်နေတယ်ပေါ့နော်တပိတ်မှာလည်းတက်ကြကြနဲ့ဥဆောင်ပါဝင်နေတယ်ဒီလိုပါဝင်လာရင်းနဲ့ပဲပေါ့နော်ဒီ2021ခုနှစ်မတ်လ29ရက်နေ့မှာဆိုလို့ရှိရင်ဒါကျမတို့ data မှာ အကြံဖက်စစ်ကောင်စီကနေပြီးတော့မှဒီငင်းကျန်းစာဆန္ဒပြနေတဲ့ပြည်သူတွေကိုအကြံဖက်ပစ်ခတ်တယ်ပေါ့နော်ပစ်ခတ်တဲ့အခါမှာပြည်သူတွေကအင်းကျမတို့ဒေသမှာအသက်တေဆွနေတယ်ပြီးတော့မှဆက်နှက်ဦးပေါ့နော်ထိခိုက်တဲ့အရာရခဲ့တယ်ပေါ့ဒီမှာဆိုလို့ရှိရင်ကျမလုံးဝမခံနိုင်တော့ဘူးပေါ့နော်ဒါကပေါ့နော်ဒီအကြံဖက်လို့ရကြီးကိုလည်းအရင်ဆက်ဆုပ်ယူရှာတယ်အစတွေကမှဒီမတရားအာဏာသိမ်းမှုကိုကျမတို့ကလုံးဝတင်းမခံနိုင်တဲ့လူတအုပ်ဖြစ်တဲ့အပြင်ပေါ့နော် ဒီညီညာသာဆန္ဒပြနေတဲ့ပြည်သူတွေကိုဒီလိုမျိုးအကြမ်းဖက်အပြစ်ခတ်ဖြိုခွင်းတာလည်းဒါထက်စိတ်ပေါ့နော်ဒုက္ခရေချိုးဖောက်တာကိုကျမလက်မခံနိုင်တဲ့အတွက်ပေါ့နော်ပါတီကနေပြီးတော့မှဒီဖက်စည်းလိုက်တယ်ပေါ့နော်လူခွင့်ရေချိုးဖောက်မှုမှတမ်းကောက်ရေးမှာကျမပါဝင်ခဲ့တယ် ပါဝင်ခဲ့ပြီးတော့ဒီမှာပဲပေါ့နော်စစ်ကောင်စီကနေပြီးတော့မှတီတူလူလူပေါ့ဟိုနီးညိုးဆုံးနဲ့လူ့စိတ်ရေချိုးဖောက်မှုတွေကိုကျမတို့ဒေတာကလက်လောက်ခဲ့တယ်ပေါ့နော်ဒါကတော့ကျမတိုင်းတွင်းမှာရှိတယ်ကျမဒေတာတွင်းမှာရှိတယ်ကျမလက်ခံမိတမရပေါ့နော်စစ်ကောင်စီကအဲတီတူလူလူနေအိမ်တွေကိုအကြောင်းမဲ့ချိတ်ပိတ်တယ်တီတူလူလူတွေကိုအကြောင်းမဲ့တပ်ဖြတ်တယ်ဖမ်းဆီးတယ်ထောင်တွင်းဟာနှိပ်စက်မှုတွေပေါ့နော်လူမဆန်တဲ့ရက်စက်မှုတွေရုံးဆောင်ပြုလုပ်တယ်ပြုလုပ်ပြီးတဲ့အပြင်ဘောနော်ဒီလူလူနေတဲ့ရက်ဝန်တွေဒီလူရဲ့နေရာတွေကို ာနေရင်နေတဲ့ဘုံကျဲချတယ်နေရင်ဘုံကျဲတာတွေရှိတယ်ပြီးတော့မှနေအိမ်တွေကိုဖျက်ပြီးတယ်ရွာလုံးချုပ်ဖျက်စီတယ်ပြီးတော့ရွာလုံးချုပ်ကိုအာမြေမြမိုင်းတွေရွာလက်ချီပြီးတော့ပေါ့နော်ဒီမှာလဲတက်တာလိုက်ယူလာပြီးတော့မှရွာအပြင့်မိုင်းအပြည့်ပေါ့နော်မိုင်းထောင်ပြီးတော့မှတိတူတူလုံးဝပြန်ကပ်လို့များတဲ့အနေအထားအရှိပေါ့နော်သူတို့လောက်လာတာလည်းရှိတယ်ပေါ့ပြီးတော့မှလူလူတွေကဒီသူတို့ရဲ့ဒီအကျန်းဖက်အော်ချုပ်ခင်းမှုတွေကြောင့်ပေါ့နော်ဒီစစ်ပေးစစ်တန်ကိုခန်းစားနေရတဲ့လူလူတွေရဲ့ အချက်လက်တွေကိုကျမကောက်ယူရဲပေါ့နော်ပြည်သူလူထုတွေခိခိုက်ခံရတဲ့ပြည်သူတွေရှိတယ်လို့အသက်သိဆုံးရတဲ့ပြည်မဲ့ပြည်သူတွေရှိတယ်ပြီးတော့နေအိမ်တွေပျက်စီးဆုံးရှုံးတဲ့ပြည်သူတွေရှိတယ်နောက်ပြီးတော့အဆိုးဆုံးကတော့ပေါ့နော်သူတို့စစ်ကြောင်းထိုးလာတဲ့အခါမှာအမျိုးသမီးတွေကိုတွေ့လို့ရှိရင်မရင်းကျင်သွားတာတွေရှိတယ်ပေါ့နော်မရင်းကျင်သွားတာတွေအမရင်းကျင်နေတဲ့အခါလည်းမပြီးသေးဘူးပေါ့နော်ရရဆက်ဆက်အော်တတ်ဖြတ်ခဲ့တယ်ပေါ့နော်မရင်းကျင်နေတဲ့အဆင့်နဲ့တည်းမလုံလောက်သေးဘူးမကျေနပ်သေးဘူးပေါ့နော်ဒီအမျိုးသမီးတွေကို ်ဒီမျိုးဆက်ဆက်တက်ချက်ခဲ့တာလည်းရှိတယ်ဒီဟာတွေမကောက်ဘောနော်နောက်ဘာတွေဆက်ပြီးတော့ကျူးလွန်လဲဆိုတော့ဒီသူတို့သူတို့တုံ့ပြန်ထားတဲ့မြို့ပေါ် area လေးမှာတော့ပါပဲဗောနော်ဒီဈေးဝယ်လာတဲ့အမျိုးသမီးတွေအာဟိုအလုံးတစ်ခုခုကြောင့်ဗောနော်ဒီမြို့ပေါ်ကိုတက်လာရတဲ့အမျိုးသမီးတွေကိုဆိုလို့ရှိရင်လည်းနောက်သူပြကြည့်ရင်မေးပြကြည့်ရဆိုခေါ်ပြီးတော့မှဒီလူမနေနဲ့အင်ကြီးတွေမှာ brain ကျင်တာလည်းရှိတယ်ဗောနော် brain ကျင်ပြီးတဲ့အချိန်อ่าโหจริงๆชอบตาเลยป่ะไตเนี่ยตะชาเปี่ยวกูอติไปเลยสมมุติว่าคือโปรแกรมเนี่ยนี่โหอ่า လုပ်ပြမယ်မိသားစုကိုဘယ်လိုဒုက္ခပေးမယ်ဆိုတဲ့အချက်လက်တွေပေါ့နော်ဒါတွေကစကျွန်မတို့တကယ်ကြကြစနစ်တကျပေါ့နော်သူ့ရဲ့ categories အလိုက်ပေါ့နော်ပြုစုထားတာတွေရှိတယ်ပေါ့နော်ခါဟာခါကျွန်မဒီနေ့အထိပေါ့နော် online ကလာမှာကျွန်မတို့လုပ်ပြီးရဲ့လုပ်ငန်းစဉ်ဖြစ်တယ်ပေါ့နော်ဒီကျွန်မရဲ့ဟောဟောကျွန်မကိုလည်းပေါ့နော်ကျွန်မကိုလည်းသူတို့အာလိုက်ပြီးတော့ဖိုင်းပြတာတွေရှိတယ်အဲအားအလုံးစုံနေကြတော့ကျွန်မကျွန်မရဲ့နေနေနေပါလိမ့်မယ်ချိတ်တိတ် ထိတ်ပိတ်တာရှိတယ်ပြောမှကျွန်မရဲ့စမျိုးမိကိုမောင်နှမနဲ့မိသားစုဝင်တွေရှိတဲ့နေရာဒီလိုက်လက်ဖန်စီကိုစူးစမ်းတယ်ပေါ့နော်စုံစမ်းတယ်ပေါ့တူလို့ရလဲရှိတယ်ပြောမှကျမနဲ့ပတ်သက်ဆက်နွယ်တဲ့ဟောမိတ်ဆွေတွေပေါ့နော်ကျမကိုကူညီတဲ့မိသားစုဝင်တွေကိုဖန်ဆီးတာတွေထောင်ချတာတွေနှိမ့်နှိမ့်ဆက်တာတွေတက်ဖြတ်တာတွေပေါ့နော်ဒါကြီးလဲသူတို့လုပ်ခဲ့တယ်ပေါ့လုပ်ခဲ့ရဆိုမဲ့ဒါဒီလိုလုပ်ဒီလိုလုပ်ချင်အောင်ပြင်လဲဟောကျမ လုပ်နေတဲ့လုပ်ငန်းစဉ်ကိုရပ်တန့်လိုက်မှာမဟုတ်ဘူးပေါ့နော်ကျွန်မကတော့ဒီတော်လန်ရေးမှာကျွန်မနိုင်ငံတော်ဝင်ဟောအဆုံးသတ်ပါဝင်ဆောင်ရွက်နေမှာဖြစ်တယ်ပြီးတော့ဒီ Horizon Hawaii ဆိုတဲ့အခွင့်အမှာလည်းကျွန်မအနေနဲ့ပေါ့နော်ပါဝင်ပြီးတော့မှကုညီဆောင်ရွက်နေရလည်းရှိပါတယ်ဟောရရှိတော့ပေါ့နော်ဒီလောက်ပါလည်းရှိတယ်ကျေးဇူးပါရှင်